င်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့တမတော်ကိုခံပညာနဲ့အာကစားသိပ္ပံကြောင့်ကစစ်တီတဝီသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတမတော်ကိုခံပညာနဲ့အာကစားသိပ္ပံကြောင့်ကစစ်တီတဝူပါရဲမုံတမျိုးကတမတော်ကိုခံပညာနဲ့အာကစားသိပ္ပံကြောင့်ရန်ကုန်ရဲ့ကြောက်ကြီးဘုံမူကြီးဟိန်ထဟာအိမ်အောင်တဲ့ line ကတစ်ပင်တွေကိုခုတ်ပြီး အပြင်ကိုရောင်းချခြင်းကျိုးပင်များကိုခုတ်ပြီးเจ้าကြီးအင်အတွက်ပြည်ဘောကများပြုလုပ်ခြင်းဒါအပြင်ပြည်သူစမှုထမ်းတင်နန်းအမတ်စင်စနစ်ကတင်နန်းသာခွင့်မဲ့၅ရောက်ရဲ့ရိတ်ခါနဲ့လစာတွေကိုကိုကျိုးအတွက်အသုံးချခြင်းတွေဆောင်ရွက်လျက်ရှိနေပါတယ်ဒါတွေကိုအများသိအောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင် ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။